ားလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာ Ghost Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေကျွန်တော် Channel ကနေအခုတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့စာရေးဆရာအကဆော်ရေးသားထားတဲ့စုံတီဥပဒနဲ့အမေပါတနက်ခါဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ခင်ဗျာဒီဇာတ်လမ်းလေးကိုမတင်ဆက်ပေးခင်မှာကျွန်တော်တို့ရဲ့ Channel လေးကိုလိုက်ရန် Subscribe လုပ်ပေးဖို့အတွက်လည်းအားလုံးကိုတောင်းဆိုလိုက်ပါစေခင်ဗျာအညာဒေတာရဲ့ထွက်ကုန်ဆိုရင်တနက်ခါဆိုတာလည်းမပါမဖြစ်ပဲဗျာတနက်ခါဆိုတာလည်းမြမရိုးရလိမ့်ကြံစရာအလှကုန်လည်းဖြစ်စေးဘက်လည်းဝင်နေဆိုတော့လေအထက်အညာသူပဲဖြစ်ဖြစ် အောက်အခြေသူသားမကပဲဟိုးတောင်တန်းပေါ်ကရှမ်းမာတွေတောင်မှတနခါဆိုရင်လူတိုင်းကြိုက်ကြတယ်မလားကျတို့ငငယ်တော့ဆိုရင်မွေးကလေးကတနခါလိမ့်ပြီးတော့ကြီးလာခဲ့ရတာနေရာဒီလိုမျိုးဆိုရင်လည်းကလေးကိုဖင်ချားပါမကြံတနခါပုတ်တက်သေးတာလေဟောနည်းနည်းလေးကြီးလာပြီဆိုပြန်တော့လေတနခါကိုသွေးသွေးပြီးတော့ခွန့်တက်ကြသေးတာစေးဘက်ဝင်နေဆိုပေမဲ့သူ့အရာသားလည်းဖန်ခါခါဆိုတော့ကလေးတွေကတော့ဘယ်ကြိုက်ပါမလဲဗျဒါပေမဲ့ပါဇက်ထဲကိုအတင်းခွန့်နေဆိုတော့လေကြောက်ကြောက်နေမြိုချရတာပေါ့ အွေရောက်လာပြီးကြောင်းတက်တဲ့အွေရောက်ပြီးဆိုရင်လည်းတနခါမပါမဖြစ်ဖဲ့ပြူကျုပ်တို့ကတော့ဖုံကြီးကြောင်းတက်တာပေါ့ဗျာဖုံကြီးကြောင်းတက်တော့မျက်နာမှာတနခါမပါဘူးဆိုလို့ကတော့ဆရာတော်ကကြိမ်လုံးနဲ့ရိုက်ပါလိရောတနခါမပါတဲ့မျက်နာကြက်တည်မရှိဘူးတဲ့ယောက်ျားလေးတွေဖြစ်ပေမဲ့လည်းမနဲ့မိုးလေးရင်တနခါကိုခြေစုံကောင်းဆုံးလူပြီးတော့မှဖုံကြီးကြောင်းကိုကြောင်းတက်ရတာဗျာအသက်နည်းနည်းကြီးလာတော့တနခါပဲလေတဲ့ဆင်းရတဲ့ဆင်းကြပြီးဟဲ့ဆိုရင်လေတနခါကိုကြဲကြဲလေးတွေးပြီးတော့မျက်နှာပြင်တစ်ပြင်လုံးကိုနေရာလက်မကျန်လူရတာပေါ့ပြီးတော့လက်တွေခြေတွေအစုံလူးတာပဲ အဲ့ဒီလိုလူမလည်းနေလောင်ခန်းလာလေဗျာကျတို့ငငယ်တော့ကတော့အခုလိုနေအောင်ကခရင်တို့ SPF တို့ဘလောက်ပါတယ်ဆိုတာလည်းမသိခဲ့ပါဘူးဗျာတနခါကျတို့တို့ကတော့နေအောင်ကခရင်ပဲပေါ့ဗျာရွာမှာတော့ယောက်ျားမိန်းမကြီးကြီးငယ်ငယ်တနခါကိုဖုံနေအောင်လူတက်တာတဘာဝပဲပေါ့မိန်းကလေးများကြပြန်တော့လေတနခါကသူတို့အတွက်အကောင်းဆုံးအလှကုန်ပဲဗျာမနက်မိုးလင်းလို့မျက်နှာမှာတနခါမရှိတဲ့မိန်းကလေးဆိုရင်အရက်ကလည်းကဲ့ရဲ့ခြင်းကြတယ်မလားမနက်မိုးလင်းလို့မျက်နှာတက်ပြီးတာနဲ့တနခါကိုသွေးပြီးတော့ဖုံနေအောင်လူတွေအားလဲတော့အထာပေါ့ဗျာ ပြီးတော့လေလဲတဲ့ရဲကိုစင်းရင်လေလူးသွားကြတာဟောညနေအိမ်ပြန်ရောက်ပြီဆိုရင်လေရေမိုးချိုးပြီးတော့တနခါအမြင့်တုံးကိုလူးကြတယ်ဒီလိုလူးတော့မှနေလောင်ထားတာတွေတင်းတိမ်တွေလည်းပျောက်တယ်မလားတနခါအမြင့်တုံးကလည်းတိတ်မွေးတော့ညနေရေခက်စင်းတဲ့ရွာသူတွေဆိုရင်ရေမွေးတောင်သုံးစရာမလိုပဲတင်းနေတာပေါ့ဗျာတနခါဆိုတာကလည်းတကယ်တော့တနက်ပင်မျိုးနယ်ဝင်မဲလို့အဖေကတော့ပြောတယ်ဗျဒါပေမဲ့ကြုတ်ကြည့်ရတဲ့လောက်ကတော့တနက်ပင်နဲ့တော့တိတ်မတူပါဘူးကြုတ်တို့နယ်ဘက်မှာကတော့ရာသီဥတုကပူတာဆိုတော့တနက်ခါကတော့တိတ်ဖြစ်တာဗျာ အချံဝိုင်းတိုင်းလိုလိုတနခါပင်ရတော့၃လေးပင်လောက်တော့စိုက်ထားကြတာလေတနခါဆိုတာလည်းနှစ်ရှည်ပင်ဆိုတော့နှစ်ရှည်စီမံကိန်းဆွဲထားတဲ့သဘောပေါ့ဗျာကိုအင်ကလူတွေလိမ့်မှုအတွက်ကတော့ဘယ်မှာမှလည်းတွားရှာပြီးတော့ဝဲเสียမှာမလို့အဲဒါမှမလောက်သေးဘူးဆိုရင်လည်းတနခါပင်စိုက်တဲ့ခြံနေစီကိုတွားတောင်းပြီးဝဲပေါ့ဗျာကျိုးတို့စီမားကတော့တနခါကိုအပိုင်းနဲ့မရောက်မှုဗျကြိုက်တဲ့အပင်ကိုလက်ညှိုးထိုးပြီးရင်ဈေးညှိပြီးတော့အပင်ကိုလှည့်ဖြတ်တူးဖြတ်ပေးလိုက်တာပဲလေအသက်တန်း၁၀နှစ်လောက်ရှိတဲ့အပင်ဆိုရင်တော့တမိသားစုလုံးနှစ်ပေါက်အောင်လိမ့်ပါလေဗျာ တနခါပင်ကလည်းအညာရဲ့ယာတိဥဒုနဲ့အန်ကြိုက်ပဲဗျရေဒီပါရီလောင်းเสียရမလို့စိုက်ပြီးတော့ဒီတိုင်းပြစ်ထားလိုက်ရင်သူ့အလိုလိုကြီးနေတာဘူးတနခါပင်ကလည်းတပင်လုံးလွှတ်ပြစ်ရတယ်လို့မရှိဘူးလေဗျပင်စီကလည်းအပွေးကောင်းတော့လဲသွေးလင်းရတာဘူးတနခါအခိုင်းလေးတွေဆိုရင်လည်းစိမ့်ရွှေရှည်နဲ့တမျိုးလေးမှွေးနေသေးတာတနခါမြစ်ကတော့ဆေးဘက်ဝင်ဆုံးပေါ့ဗျတမန်ဝက်ချံပောက်တာလောက်ကတော့တံမြာရည်နဲ့တနခါသွေးလူးရင်တော့သုံးရက်လောက်ဆိုပျောက်သွားရောပဲတင်းတိတ်ပေါ့ရင်လည်းစံစည်းရည်နဲ့စာနေနေထည့်ပြီးတော့တနခါအမြစ်တုံးကိုသွေးလူးတယ် အနွေရသည့်ဂန်းကောပန်းနေရပြီဆိုရင်တော့ဂန်းကောဝက်ဆန်နဲ့တနခါသွေးလူရင် အသားလေးကိုအေးပြီးတော့ချောသွားတာဗျတနခါအကြောင်းနေစကားဦးတန်းနေနေနဲ့တနခါနဲ့ပတ်သက်ပြီးတော့အကျုပ်တော်တော်တထေးဖြစ်သွားတဲ့အကြောင်းလေးကိုလည်းကြုံုံလေးကြွားအောင်ပဲဗျို့အတနစ်တော့အောက်ပြည်ကလူတွေကလည်းကျုပ်တို့စီကိုအလှလာလောက်ပါလေရောရော်ဦးเจ้าမှာចောင်းဆောင်တစ်ဒီရာလူလားဗျအဲလာတဲ့သူတွေကလည်းကြိုက်လက်တို့ဘိုလ်ကလေးတို့ကလူတွေပေါ့ဗျသူတို့လာတာကလည်းထူးထူးဆန်းဆန်းဗျရော်ဦးเจ้าဆရာတော်ရဲ့ငဲတငဲချင်းနဲ့လေ ဆရာတော်ကဗီဒီနီဘာဒီတွက်တက်တော့သူ့ကိုကြည့်ပေးပြီးတော့ထီထိုးခိုင်းလိုက်တာတန်းထီစုကြီးပေါက်တယ်တဲ့ဗျအဲ့ဒါနဲ့ဆရာတော်ကိုကြောင်းလူတာပေါ့ဗျာကြောင်းကြီးတစ်ဆောင်လုံးကိုလူတာဆိုတော့လေတဆွေလုံးတစ်မျိုးလုံးအညာကိုတက်လာကြတာဧည့်သည်တွေတင်လူ၃၄၀နီးပါးလောက်ရှိတာဗျရွာဦးเจ้าမှာလည်းတချို့တဝက်တဲခိုကြတယ်ဒါပေမဲ့မိမသားတွေကလေးတွေပါတာဆိုတော့လေရွာထဲကအိမ်ဒီမှာလည်းတဲကြတာပေါ့ကျုပ်တို့ကလည်းတကြီးအိမ်ဆိုတော့သူတို့တွေကိုလည်းအိမ်မှာနိုင်တယ်လို့ခေါ်တင်ထားတာအလူမလောက်ခင်အိမ်မှာနေနေတဲ့အဲ့ဒီအောက်ပြည်သူတွေကလည်းကျုပ်တို့အိမ်ရတနခေါကိုတိတ်ကြိတ်သွားတာပေါ့ဗျာ တနခါလည်းရင့်ညင့်အပွေးရလည်းနတ်ထပ်ပွေးဆိုတော့အယောင်လည်းကောင်းနေပြုအနံ့ကလည်းတိတ်မွေးတာဒါနဲ့တရက်တော့အเจ้าအမကြီးကလည်းကျုပ်ကိုခေါ်ပြောတာပေါ့ဟိုတကြီးတော့အလက်ကောင်ငါတို့မပြန်ခင်တနခါကောင်းကောင်းလေးလိုချင်နေဟာနင်းရှာပေးမလားအရတယ်လေဗျာဘလောက်ပေးမှာလဲဟိုတနခါကောင်းရင်ပြီးရောပဲဈေးရတော့မေးမနေနဲ့ဒါနဲ့ပဲကျုပ်ကလည်းခြံထဲစင်းငယ်တယ်လေခြံထဲကတနခါပင်ကြီးကလည်းနုနေသေးတာဗျဒါနဲ့ပဲတနခါဆိုင်တဲ့ဝိုင်းတွေကိုလိုက်မေးကြည့်ရတာပေါ့ဖြစ်ချင်းတော့လေတနခါကလည်းကောင်းကောင်းမရဘူးလေဗျာ ကျုပ်တို့ရောမနစ်ကပဲတနခါဖော်တဲ့သူတွေလာရောက်ပြီးတော့စုပြုံဖော်ပြီးပြီဆိုတော့လေအပင်နုတွေပဲကြံခဲ့တနခါကလည်းနှိရှေပင်ဆိုတော့တနခါခုတ်တဲ့သူတွေကရွာတပြားကိုတနစ်ကြလိုက်ပြီးတော့လေတနခါရင်းရင်တွေကိုလိုက်ဝယ်သွားတာဗျပြီးတော့တရွာလုံးကရှိသည်မအပင်တွေကိုဝယ်သွားတာပေါ့ဗျအဲသူတို့ဝယ်ပြီးသွားရင်အိမ်လိမ့်ကျင်လို့ဖယ်ထားတဲ့အပင်ကလွဲလို့အပင်ကောင်းအောင်လည်းတိတ်မကြံတော့အဲ့ဒီလူတွေကလည်းနောက်ထပ်၄၅နှစ်လောက်နေမှတစ်ခါပြန်လာပြီးတော့တနခါကိုလာထပ်ပြီးတော့ခုတ်ကြတာကျုပ်ကလည်းခေါင်းကိုရင်နဲ့အကြံတစ်ခုရသွားတာပေါ့ဗျမဟုတ်ကဟုတ်ကအကြံပေါ့ ဒါနဲ့ပဲအိမ်ကညီမနှစ်ယောက်ကိုစီးရင်ရတယ်။နင်တို့ငါ့ကိုတနခါသွေးပေးစမ်း။အာကိုလက်ကလေတနခါသွေးတယ်ဆိုတာပြင်မှန်းနေ။ငါသိပါတယ်ဟာနင်တို့ငါအလကားမခိုက်ပါဘူး။တနခါကြောက်ပြင်တပြင်းစားဘူးတကြက်နဲ့ငါမူပေးမယ်ဟုတ်ပြီလား။ငွေရင်နာလေးလည်းနည်းနည်းပေးလိုက်တော့အငယ်မနှစ်ယောက်ကလည်းခေါင်းငိန်သွားတာပေါ့။ကျုပ်ကလည်းသူတို့ကိုသွေးခိုင်းထားပြီးတော့လှဲကောက်ပြင်ပြီးတော့လေတောင်ရိုးဘက်ကိုထွက်လာခဲ့။အကျုပ်ဘာလုပ်မယ်ဆိုတာခမရတို့လည်းကြိုးသိရင်သိနေမှာပေါ့ဗျာ။ တောင်ရိုးပေါ်မှာအစ်ပလွေပင်လို့ခေါ်တဲ့အပင်လည်းရှိတယ်ဗျအဲ့ဒီအပင်ကလည်းတနက်ခါပင်နဲ့တပုံစံနဲ့တူတာတနက်ခါစပင်ကလည်းစူးရှိပင်ပဲအစ်ပလွေပင်ကတော့စူးမပါသလောက်ပဲအပွေးကြည့်ရင်လည်းအစ်ပလွေရင်းရင်ဆိုရင်တနက်ခါပင်ထက်တောင်အပွေးကလည်းကောင်းနေတာလေအစ်ပလွေနဲ့တနက်ခါနဲ့မတူတာကတော့အပင်ရဲ့အယောင်ပဲအစ်ပလွေပင်ကတတန်းဘလောက်ပဲရင်းရင်ဒီအယောင်ပဲဆိုပေမဲ့တနက်ခါပင်ကတော့တတန်းရင်းလေလေအနီအောင်တန်းသွားလေလေပေါ့ဒါတွေကလည်းအောက်ပြေးကလူတွေသိမှာမဟုတ်ဘူးလေဗျအစ်ပလွေပင်ကိုပိုင်းပြီးတော့တနက်ခါနဲ့ရောထားလိုက်ရင် အဲအောက်ပြည်ကလူတွေမပြောနဲ့ကြောက်တို့လို့တနခါတော်ထဲမှာကြီးပြင်းလာတဲ့အညာသားတော်မှခွဲရသိက်ခတ်တာဗျအဲသွေးလိုက်ပြန်ရင်လည်းတနခါလိုအယောင်ပဲလေအနံ့ကလည်းခတ်စင်စင်တနခါကတော့ပုံမွေးတာပေါ့ဗျဒါနဲ့ပဲကြောက်ကလည်းတစ်ပလွေရင့်ရင်ကိုကောင်းကောင်းကိုလည်းတောင်ယိုးဘော်ကိုရှာပြီးတော့ခုတ်ခဲ့တာပေါ့တနခါပေါ်တဲ့ရက်မှာဒီတစ်ပလွေတွေကိုဘသူမှမခုတ်တော့လဲအပင်ကြီးတွေကအပွေးတက်ပြီးတော့ရှယ်ပဲပြုသုံးပင်လောက်လဲခုတ်တယ်ဆိုရင်ပဲတော်တော်ရနေပြီလေကြောက်ကလည်းလောဘတက်ပြီးတော့ငါးပင်လောက်ခုတ်ခဲ့တာပေါ့တနခါတွေရလာတဲ့ဆိုရင်ပဲ အင်ုံမပြောင်းမဲနဲ့ဥပဒါအင်ုံဝင်ခဲ့အင်မာကြတော့လေအင်ထူးရတာတိတ်မလွတ်လပ်ဘူးမလားပြီးတော့လော့တချောင်းနဲ့ဒီတစ်ပလူတွေကိုအနေတော်အတုံးဖြတ်နေတာပေါ့ဥပဒါကတော့ကျုပ်လုံနေတာကိုကွန်းလေးတမြုံမြုံနဲ့ကြည့်နေတာဟာအလကောင်တို့ကတော့ကွာတစ်ပလူတွေကိုတနခါဆိုပြီးတော့လိန်ရောင်းတော်မင်းနဲ့တူတယ်ကွာဥပဒါအာပေါင်းအရင်တန်တန်နဲ့អော်ပြောလို့လေကျုပ်မှာတော့သူ့ပါဇက်ကိုပြေးပေးရသေးတာအာတူတူလို့စမ်းမှာဥပဒါရာဟာအလကောင်ရာမင်းကလဲကွာရွာတွေကလူတွေကိုတစ်ပလူရောင်းတော့ဘသူကဝဲမာတော့ကွာ ။ဟိုဗျာရွာလူတွေအတွက်မှမဟုတ်တာဗျ။ဥပသားလည်းသဘောပေါက်သွားပုံရပါတယ်။ကျောက်ကလည်းတစ်ပလူတွေကိုရေးစေးပြီးတော့အင်ုံအမြန်ပြေးခဲ့တယ်။အင်ရောက်တော့လည်းကြောက်ပြင်းကြီးအနားမှာလူတွေစုံနေတာပဲဗျ။အငဲကောင်ရောအကိုကြီးရောမကြီးရောတနခါသွေးနေတဲ့ပြင်အငဲမနှစ်ယောက်ကပါဝိုင်းသွေးနေသေးတာ။အကျုပ်ဝင်လာတော့လည်းအားလုံးကပြုံးကြည့်ပြီးတော့ဟဲ့ကောငါတို့တွေတနခါသွေးထားတာကြောက်ပြင်းပေါင်း90ကြော့ပြီးကွာ။အကိုကြီးကလည်းအားရဝမ်းသာနဲ့ပြောတာပေါ့။ဟုတ်တော့လည်းဟုတ်တယ်ဗျ။သူတို့တနခါတွေသွေးသွေးပြီးတော့အင်ုံကြီးနဲ့ထည့်ထားတာ။အင်ုံကြီးတောင်တဝက်လောက်ရှိနေပြီ။ ီတိုင်းဆိုရင်တော့ဆက်သွေးခိုင်းရင်တော့ကျုပ်တော့မွဲပေါက်ပဲအာတော်ပြီတော်ပြီရပြီရပြီရပြီကျုပ်ကလည်းအင်တုံကြီးကိုပြေးဆွဲရတာပေါ့အကိုကြီးကလည်းအင်တုံကိုတစ်ဖက်ကနေဆွဲထားတာဟေးဟေးဟေးအခုဗတံများအခုနဂါးပဲအလက်ကောင်ဒါမျိုးတော့မရဘူးဟုတ်တယ်အကိုလက်ညီမလေးတို့ကလက်ညောင်းခံပြီးတော့သွေးထားရတာအဲနောက်တော့အကိုလက်ကမပြီးတော့ဘူးဆိုရင်ဘယ်လိုလုပ်မလဲအနေတော့လည်းဟာတအိမ်နဲ့နေတဲ့သူတွေပဲအကျွေးမှတ်ထားငါပြန်ဆက်မယ်ဟုတ်ပြီလားကျုပ်ကလည်းအင်တုံကြီးကိုမပြီးတော့ဥပဒါခြံထဲကိုပြေးခဲ့တာပေါ့ ပြီးတော့ရေဆေးထားတဲ့အစ်ပလူတွေကိုတဏ္ဍခအင်ုံထဲကိုနှစ်ပြီးတော့လည်းနေပူထဲကိုလှမ်းထားလိုက်တာပေါ့နောက်ရက်ကျတော့အဝေးတိုက်တဲ့ဗရက်နဲ့လေအဲ့ဒီအစ်ပလူတုံးတွေကိုတဏ္ဍခတွေကိုချစ်ချလိုက်တော့အဲ့အစ်ပလူတုံးတွေကတဏ္ဍခနန်လီကူးပြီးတော့မှုေးချက်ပြုတ်ကျုပ်ကလည်းအဲ့ဒီအတုံးတွေကိုတောင်းရင်တောင်းထဲကိုထည့်ပြီးတော့လာခဲ့တာပေါ့ရော့ဗျာဒီမှာတဏ္ဍခတွေကောင်းမှကောင်းပဲပြုတ်ចောင်းအမကြီးကိုတဏ္ဍခတောင်းကြီးချပေးလိုက်တော့သူကလည်းကောက်ပြီးတော့နန်းကြည့်တယ်လေဟဲဟုတ်ပါမှုေးလိုက်တာဘယ်လောက်ပြီးရမလဲ ဟာအတုံးကြီးပြီးအပွေးကောင်းတာဆိုတော့ငါးချက်ပဲပေးဗျာကြံတာတော့သုံးချက်ပဲယူဖို့ဗျာဟဲတန်လိုက်တာဟဲကဲကဲအဲ့ဒီတောင်းကြီးယူပြီးတော့ငါနောက်လိုက်ခဲစမ်းပါဒီလိုနဲ့ပဲရွာဦးကျောင်းကိုသွားကြတာပေါ့အဲ့ဒီမှာပဲအောက်ပြည်ရလူတွေစုပြီးတော့ကျုပ်ရဲ့တစ်ပလီတွေကိုတနခါအမှတ်နဲ့လဲအပြေးလိုက်ကြတာတောင်းကြီးနှစ်တောင်းစလုံးနဲ့ကုန်းပါလေရောအမေရတော်မှကျုပ်ကိုတန်အတော်နဲ့ကြည့်နေတာလေဟဲ့အလက်ကောင်ရွာတွေကတနခါတွေကကုန်းပြီမလားနင်းဘလို့လုတ်ပြီးတော့တနခါတွေထိုက်ရလာတာလေကျုပ်ကလည်းအမေယုံအောင်လင်းရတာပေါ့အာအမေရလဲဗျာ ပေတော့ရွာတနခါမဖွားသေးဘူးလေအဲအဲ့ဒီကကိုအေးတို့ခြံထဲမှာတွားခုတ်လာတာဗျအမေရတော်မကျုပ်တနခါတုံးတုံးကိုယူပြီးတော့စစ်ကြည့်သေးတယ်အမေရလည်းတေချာစစ်မကြည့်လို့သာပေါ့ဗျစစ်ကြည့်ရင်တော့အမေရလည်းအညာသူဆိုတော့တစ်ပလွေလားတနခါလားဆိုတာတန်းတီမှာဗျခမရတို့ပဲစဉ်းစားကြည့်လေတောင်ရိုးပေါ်ကအလကားရတဲ့တစ်ပလွေကိုခုတ်ပြီးတော့တတုံးကို၅ချက်၃ချက်နဲ့ရောင်းတာဆိုတော့အကုန်လုံးလဲရောင်းကုန်ရောကျုပ်လက်ထဲမှာ300ကျော်400နီးပါကျန်တာပေါ့အကိုကြီးတို့တနခါသွေးထားတဲ့ပတ်စံပြီးတော့မှအကိုကြီးကလည်းကျုပ်နားကိုကတ်လာတာဟေးလက်ကော မင်းဘာလုပ်တယ်ဆိုတာငါသိတယ်နော်ကျုပ်ဖြင့်ပြသွားတာပေါ့ဗျာအာအလူကမပြီးသေးဘူးကွာအဖေကငါပြောလိုက်ရင်မင်းဘာဖြစ်မယ်ထင်လဲအကိုကြီးကလည်းကျုပ်ကိုချင်းချောက်နေပြီလေဗျာဒါနဲ့ပဲကျုပ်ကလည်းအကိုကြီးရဲ့အိတ်ကက်ထဲကိုပတ်စံ90ထည့်ပေးလိုက်တာပေါ့အဲ့ဒီတော့မှအကိုကြီးကလည်းပြုံးသွားတယ်အိတ်ကက်ကိုလက်နဲ့ပုတ်ပြီးတော့လေအေးပါကွာစီဝါရေးဆိုတာကလည်းလှင်သူစားသတမ်းမယ်ကွာဒီတော့မင်းအကြောင်းနေငါရဲ့ဝမ်းထဲမှာပဲတင်ထားလိုက်ပါမယ်ကွာအကိုကြီးထွက်သွားမှပဲကျုပ်ကလည်းတပ်ပြင်းချနိုင်တော့တယ်ဗျမကြပါဘူးအငဲကောင်ကလည်းကျုပ်နားကိုကတ်လာတာ အကိုလေးပေတော့ရွာဟိုတလောလောက်ကပဲတနခါဖော်လို့ကုံတော့ပြီတဲ့ဗျဒီတော့အကိုလက်တနခါတွေကဘာတွေလဲဟိုမဟုတ်မှလွဲရောတောင်ယူဘောကတစ်ပလွေကျုပ်ကလည်းငယ်ကောင်ပါဇက်ကိုပိတ်လိုက်ပြီးတော့20နှစ်တရွက်ကိုလည်းထည့်ပေးလိုက်တာပေါ့ဒါတော့မှဒီကောင်ကလည်းအင်းတင်းနေရင်အာ90မပေးရင်မယူဘူးဗျကျုပ်ကလည်းမတတ်နိုင်တဲ့အဆုံးမှာတော့90ထုတ်ပေးလိုက်ရတာပေါ့ပြီးတော့လည်းညီမနှစ်ယောက်ကလည်းကျုံနားကိုကတ်လာပြန်ရောအကိုလက်တနခါတော့ကရင့်နေပြီမဲနီမနေဘူးနော် မြမလေးတို့ထင်ရတော့တစ်ပလွေများလားဟင်ကျုပ်ကလည်းအိတ်ကထက်ရ90ကိုထုတ်လိုက်ပြီးတော့ကဲနင်တို့နှစ်ယောက်ခွဲယူကြဟာဒါငါပေးနိုင်တာအကုန်ပဲစကားကိုအပြက်ပြောလိုက်တော့မှညီမငယ်နှစ်ယောက်ကလည်း90ကိုခွဲယူပြီးတော့တနခါတော့နေကိုသွားပေးတယ်လေကျုပ်ကလည်းပတ်စံလေးတွေကုံသွားလို့ဘယ်နာဖွဲ့ရင်ကောင်းမလဲကြည်နေတော့ဖြုံးဆူအမေကလည်းရောက်လာဟဲ့အလက်ကောင်နင်တနခါသွားခုတ်တာအမြင့်တီရောအခိုင်းနေရောဘယ်မှလဲကျုပ်ကလည်းဘာပြောမှမသိတော့ဘူးလေအမေကလည်းသူ့အားလုံးကိုတိပီးပြီးဆိုတဲ့အထာနဲ့ကျုပ်ရှိမှလက်ဝါးဖြန့်လိုက်တယ်လေ ျုပ်ကလည်းငွေ90ထည့်ပြီးတော့အမိလက်ထဲကိုထည့်ပေးလိုက်ရတာပေါ့နေသေးတယ်နေသေးတယ်ငါသာနင်းဖေကိုပြောလိုက်ရင်နင်တော့ထိတ်တုံးသုံးညလောက်တော့အခက်ခံရလောက်တယ်နော်အဲ့ဒီတော့ကျုပ်ကလည်းနောက်ထပ်90လောက်ထပ်ထည့်ပေးတာပေါ့ဒီလိုနဲ့ပဲကျုပ်ရထားတဲ့ပတ်စံကလည်းအိမ်နားမှာတင်တဝက်လောက်ကုန်သွားပါလိမ့်ရောမဟုတ်တာလှုပ်ထားတဲ့ပတ်စံမဟုတ်တဲ့လမ်းနဲ့ကုန်နေဆိုတာဒါမျိုးကိုပြောတာဗျအမေထွက်တော်တော့မှကျုပ်ကလည်းကြံတဲ့ပတ်စံလေးကင်ထားတော့အိမ်ပေါ်တက်ကနေအဖေကလည်းဖြုံးဆိုဆင်းလာတာအလကောအဖေခေါ်တဲ့လေတံကလည်းသူတို့ခုခုတိထားပြီဆိုတဲ့လေတံမျိုးဗျ ကျုပ်ကလည်းရှောင်မရတော့ဘူးလေဒါနဲ့ပဲကြံတဲ့ပတ်စံလေးတွေကိုကင်ပြီးတော့ငုံမဲမဲမျက်နှာနဲ့ပဲအဖေလက်ထဲကိုပတ်စံတွေအကုန်ထည့်ပေးလိုက်ပြီးတော့အင်ကနေထွက်လာခဲ့တာအဖေကတော့ကျုပ်ကိုခေါင်းကိုရင်းနဲ့ကြည့်နေတာလေဟာအလက်ကောင်ကသူ့နာမည်ခေါ်လိုက်တာနဲ့ငုံမဲမဲနေပါလားနောက်ပြီးတော့ငါ့ကိုလည်းပတ်စံတွေပေးသွားသေးတယ်မဟုတ်မှလည်းရောဒီကောင်သူ့အမေစီကနေခိုးထားတဲ့ပတ်စံတွေဖြစ်မယ်အဖေကလည်းပြုံးပြီးပြီးနဲ့အိတ်ကတ်ထဲကိုပတ်စံတွေထည့်လိုက်တာပေါ့ဗျာကျုပ်ကလည်းနောက်မှသိရတာအဖေကဒီအကြောင်းတွေဘာမှသိတာမဟုတ်ဘူးဗျာ ကျောက်ကသာအုံးမလုံးအုံပွင့်ဖြစ်နေပြီးတော့အဖေကိုပတ်စံနေအကုန်ပေးခဲ့တာကိုနောင်သားရလို့လည်းမဆုံးမှုပေါ့ဗျာအောက်ပြည်ကလူတွေဆိုတော့လေတစ်ပလီမန်ဘဲသီးပါမလဲတနက်ခါးတွေပေါ်ပေါ်ရတယ်ဆိုပြီးတော့တဆွေလုံးတစ်မျိုးလုံးလိမ့်မို့ဆိုပြီးတော့တဲသွားကြလေတစ်ပလီနဲ့တနက်ခါးကလည်းအကုန်တူပွေမဲ့ဘာကွာတယ်လဲဆိုတော့တနက်ခါးကအေးတယ်ဗျာတစ်ပလီကပူတယ်ကျုပ်တို့အညာဘက်ဆိုရင်တစ်ပလီမလိမ့်နိုင်ဘူးလေနေရလဲပူတစ်ပလီကလည်းပူဆိုတော့ဘဲခံနိုင်မှမလဲအောက်ပြည်အောက်ရွာတော့နည်းနည်းအေးတယ်ဆိုတော့နေသာထိုင်သာရှိလိမ့်မယ်ထင်တာပဲဗျာ ဒါတော့ကျုပ်တနခါကိုအင်ထုရောင်းပြီးတော့ကြီးပွားခဲ့တဲ့ဟာလေးကြွားတာပေါ့အဲခမရတို့လည်းအညာရောက်လို့တနခါစစ်မစစ်မခွဲတတ်လို့ကတော့တစ်ပလီနဲ့ညားပြီလို့သာမှတ်လိုက်ပြို့အတောင်ရိုးပေါ်မှာပေါက်တဲ့တနခါဆိုတာလည်းရှိသေးတယ်ဗျသူကတော့တဘာဝအတိုင်းပေါက်တာဆိုတော့အပင်ကတော့တိတ်မတန့်ရှာဘူးအလွန်ဆုံးရှိလောက်မှအဲဒူးလောက်တော်တော်ကိုလူသူမရောက်တဲ့နေရာမှာတော့ပေါင်လောက်တော့ရှိတတ်တယ်ဗျသူ့ကိုကြတော့ကျုပ်တို့ကလည်းတနခါအရင်လို့ခေါ်တာပေါ့ဗျတနခါအရင်ကအပွေးမရှိတော့လိမ့်လို့တော့တိတ်မကောင်းဘူးဒါပေမဲ့သူ့အမြင့်ကတော့မြေကြီးထဲမှာရှိတာဗျ အဲ့ဒီအမြင့်ကလည်းတန်မှန်တဏ္ခါးပင်ရဲ့အမြင့်ထက်ပိုမွေးတယ်။ဆေးဘက်လည်းတအားဝင်တာလေ။တဏ္ခါးနဲ့ဆေးဖို့ရင်အဲ့ဒီတောင်ရိုးဘောကတဏ္ခါးအရင်နေနဲ့ဖော်ရကြတယ်။တချို့ဆိုရင်တောင်ရိုးဘောသွားရင်နဲ့တဏ္ခါးပင်တွေ့ရင်တော့တိတ်တိတ်ကလေးနေရာမှတ်ထားကြတာလေ။နွေပင်နေပါလိနဲ့ဖုံးထားရကြသေးတာ။တခါလည်းကျုံတဲ့အကိုကြီးနဲ့တောင်ရိုးဘောကိုတက်ခဲ့ကြတယ်ဗျ။တက်တာကတော့မိုးရှာတက်ခဲ့တာပေါ့။ဒါပေမဲ့မိုးမတူရဲနဲ့မြောင်ကြောထဲမှာပေါက်နေတဲ့တဏ္ခါးပင်ကိုတွေ့တာ။အဲ့ဒီနေရာမှာလည်းမြေကြီးကလည်းပြောင်ပြောင်လေးဖြစ်နေတာဗျ။ကျုပ်ကလည်းတေချာသွားကြည့်တော့မှတဏ္ခါးပင်ဖြစ်နေတာ။ အရွေရတော့လူကြီးခစောင်းလောက်တောင်ရှိနေပြီဟောဒီမြောင်လေးကလည်းမတ်စောက်တော့လေတော်ယုံလူစုအတက်အစင်မလုပ်ကြအောင်တောင်ကပားကိုဖတ်တဲ့ရဖတ်စင်းရတာဟုတ်ဗျကျုပ်သာဆက်ဆော့ပြီးတော့ရောက်လာခဲ့တာမလားအဲခစောင်းလောက်ဆိုရင်အမြင့်ကလည်းတော်တော်ကြီးနေတော့ပြီလေကျုပ်ကလည်းဓာတ်နဲ့အဲ့ဒီမြေပြင်လေးကိုအသာဖဲ့တူးရတာပေါ့နားထဲမှာလည်းချောင်းဟန်တန်တစ်ချက်ကိုကြားလိုက်တယ်ဗျကျုပ်ကလည်းဘေးဘီကိုလှည့်ကြည့်လိုက်တော့ဘာမှမတွေ့ဘူးကျုံများနားကြားမှားသလားဆိုပြီးတော့ဆက်တူးနေတာပေါ့အဲ့ဒီမှာပဲနောက်ထပ်ချောင်းဟန်တန်ကိုထက်ကြကျုပ်လှည့်ကြည့်လိုက်တော့အကိုကြီးကကျုပ်စီကိုလာနေတာလေ နောက်တော့လေကျုပ်နားကိုရောက်လာတယ်အလက်ကဘာလုပ်နေရလဲကွာအာဒီမှမတွေ့ဘူးလားကိုကြီးကဟာတနခါတော့ခက်ကောင်းကောင်းပဲဟိဒါနဲ့ခုနဘဘူးလဲကွာကျုပ်ကလည်းအတော်အံ့ဩတော်တာပေါ့အာဘဘူးလဲဗျအမင်းတနခါကုန်းတူနေတော့မှာဟော့ဟူနားမှာရက်နေတယ်လူကြီးလေကွာငါအခုရောက်လာတော့မတွေ့တော့ဘူးကွာကျုပ်စိတ်ထင်တော့တောချောက်ပြီးထင်တာပဲဗျဒါနဲ့လေအကိုကြီးကိုပါတနခါပင်ကိုဝိုင်းတူခိုင်းပြီးတော့ညီကိုနေရောက်တနခါပင်ကိုထမ်းပြီးပြန်လာခဲ့ကြတယ် တောင်ယိုးဘွားတနခါပိုင်ရင်အမေကလည်းဝမ်းသာလို့မဆုံးမှုနေဗျာအလကားလေးရတယ်အဲ့ဒီတနခါကလည်းရှားတော့အဖိုးလေးတန့်နေမလားဒါနဲ့ပဲကျုပ်တို့လည်းတနခါပင်ကိုလှေကားရင်းမှာထောင်ထားပြီးတော့ရေမိုးချို့ထမင်းစားခဲ့တာပေါ့ညနေစောင်းနေပြီဆိုတော့လေအဲ့ဒီတနခါပင်ကိုစေးကြောဖို့ပြီးတော့ဖြတ်ဖို့ပြုဖို့လည်းမနှက်ဖက်မှလုပ်တော်မယ်ဆိုပြီးတော့ဒီတိုင်းပစ်ထားလိုက်တာညရောက်ရင်တော့ကျုပ်တို့အိမ်ပေါ်တက်မှာအိတ်တဲလူတွေကလည်းအိမ်ပေါ်တက်တက်ခဲ့ကြပြီအကိုကြီးတို့လင်မယားကလည်းအိတ်ခန်းထဲဝင်ခဲ့တာပေါ့အဖေကတော့ည9:00နာရီ8:00နာရီလောက်ဆိုရင်ဖေကတော့အမေကတော့မိဖို့တွေကနေမထွက်သေးဘူးပြော မနှခင်ချက်ပြုတ်ဖို့အတွက်လည်းပြင်ဆင်နေရတာအငယ်မနှစ်ယောက်ကတော့အခန်းထဲမှာတုံးလုံးပက်လက်ပေါ့ဗျာအငယ်ကောင်ကတော့သူ့လုံးဆရာရှိတာလို့ကျုပ်ကတော့စာအုပ်ကလေးကင်ပြီးတော့အဖေထိုင်တဲ့ခုံနန်းလေးမှာထိုင်ပြီးတော့စာထိုင်ဖတ်နေတာပေါ့အဲ့ဒီအချိန်မှာပဲတောက်ခေါက်တန်ရဲ့အဲချွဲကတ်နေတဲ့အတန်လူအတန်ကြီးရေကြားလိုက်တာဗျကျုပ်ကလည်းခုံနန်းလေးမှာထိုင်နေတာဆိုတော့အတန်ကလည်းကျုပ်ဘေးကနေထွက်လာတာကျုပ်လည်းလှမ်းကြည့်လိုက်တော့ဘူးမှမရှိဘူးလေခလန်လန်းမီးကိုကြောင်နေမှာတော့အမေကပဲဒီကိုရေစိမ့်နေတာကျုပ်ကလည်းစာပြန်ဖတ်နေရင်းနဲ့ဟာဟဲ့ ော်တန်ကြားလိုက်ပြန်လေရောလူကြီးတယောက်ကကျိန်မောင်းနေတဲ့အတန်ပြကျောက်ကတော့အဖေများအိမ်ပေါ်ကနေအောင်းနေသလားပေါ့အမေရရဲ့ပဲဒီရေစိန်ပြီးတော့မိဘကြောင့်နေရနေအထွက်လက်ထက်ရကင်ထားတဲ့အိုးကြီးကလည်းပြုတ်ကြပါလေရောအမလေးတော်ဟာအမေဘာဖြစ်တာလဲဗျာမဟုတ်ဘူးခုနဒီနားမှာလူတယောက်ရက်နေသလားလို့အမေပြတဲ့လေကားရင်းကိုကြည့်လိုက်တော့ကျောက်ကလည်းဘာမှမတွေ့ဘူးလေအမေကလည်းကြာသွားတဲ့အိုးကိုပြန်ကောက်အိမ်မော်တက်သွားတော့ကျောက်ကလည်းစာဆက်ဖတ်နေတာဖတ်နေတဲ့စာအုပ်ကလည်းဆုံးစာအုပ်တရေစာအုပ်ပြု ဖက်နေနှန်းနဲ့နောက်ကြောတွေချမ်းတက်လာပြီးတော့ခေါင်းမွေးတွေပါထောင်ထလာကျောက်ကအစကတော့တရေဆောက်ဖက်ပြီးတော့ကို့ဘာသာကြောက်နေတယ်မှတ်တာပေါ့နောက်တော့အဟန်းဆိုတဲ့အတန်ကိုကြားလိုက်ရလို့ဖြတ်ခနဲလှည့်ကြည့်လိုက်တော့ကျုပ်အနောက်မှာလူရည်ကြီးပြိုကျုပ်ကြည့်လိုက်တဲ့အချိန်မှာဖြတ်ခနဲပျောက်သွားတာကျောက်ကလည်းတခုခုထူးဆန်းနေပြီဆိုပြီးတော့ခုံနှမ်းပေါ်ကမိခွက်ကိုမှုတ်အိမ်မို့ပြည့်တက်ခေတာပေါ့အဖေကလည်းဖះရှင်ကိုနေနေနဲ့ရက်သွားတယ်လေပြီးတော့လေကားထိတ်မှရက်နေတဲ့ကျုပ်ကိုလှည့်ကြည့်အလက်ကလေကားထိတ်ကနေဖယ်စားမှာကွာအဖေဘာဖြစ်လို့လဲဗျ အေးငါဖះရှင်ကုန်းတို့လှေကားထိတ်ကနေတယောက်ယောက်ကလက်နောက်ပြစ်ပြီးတော့ကြည်နေတယ်လို့ပဲလူပုံစံနဲ့အဖိုးကြီးတယောက်ရဲ့ပုံမဲကွာငါမျက်စိမိတ်ပြီးတော့ဖះရှင်ခုန်နေတော့အယုံထဲမှာပေါ်လာတာအဒါဆိုရင်ကျုပ်လည်းတူတူပဲဖေရဲ့ကျုပ်တို့ကတော့တရေ၆ခန်းထိတာလားဒါမှမဟုတ်အတိုက်တစ်ခုကိုရှိရလားပဲဗျအဖေကလည်းတန်ရနာကြီးကိုလှမ်းကြည့်တယ်လေနာကြီးကလည်းရှည်ရောင်းချိန်သီးနာကြီးဗျအချင်းကလည်းရှင်းနာကြီးထိုးတော့မယ်အဖေကကြည်နေနေနဲ့ဟာဥပဒါမအိတ်လောက်သေးဘူးထင်နေကွာကျုပ်ကလည်းအဖေဘာလို့စူလို့ခြင်းမန်းတိတာနဲ့ ဥပဒါအိမ်ကိုပြေးခဲ့တာပေါ့ဗျာဥပဒါအိမ်ထဲမှာလဲစင်မီအလင်းရောင်မြင်တော့ခြံဝါကနေလှန့်ခေါ်တာဥပဒါလဲအိမ်ပေါ်ကနေဆင်းလာတယ်လीဟာဥပဒါနောက်ရှက်ရတာတော့အားနာပါတယ်ဗျာအိမ်မှာတခုခုဖြစ်နေပြီဗျဥပဒါလဲမဲပြုံးပြုံးလိုက်ပြီးတော့ငါထင်ပြီးသားပါကွာအဲ့ဒီလိုပြောပြီးတော့ကျုံနောက်ကနေလိုက်လာခဲ့တယ်ခြံထဲကိုတန်းဝင်လိုက်တာနဲ့အိမ်လီကခြေရင်းသားမှာထောင်ထားတဲ့တနခါးပင်အနောက်ကိုကတ်သွားတာပဲပြီးတော့တေးသေးချာချာကြည့်နေနေတဲ့လေမင်းတို့ဒီအပင်ကိုဘယ်ကနေခုတ်လာခဲ့တာလဲဟိုတောင်ရိုးကြားထဲကမြောင်လေးရပါဥပဒါရဲ့ အေးအေးအေးတမီသားစုလုံးဟောရီမြေကြီးပေါ်မှာထိုင်ကြဆန်းကွာပြီးရင်လက်အုပ်ချီးပြီးတော့တနခါပင်ကိုတောင်းပန်ကြကျုပ်တို့ကလည်းထူးဆန်းသွားတာပေါ့အဘာဖြစ်လို့လဲဗျမင်းတို့ခုတ်လာတဲ့အပင်မှာမြင့်မြတ်တဲ့ပုံကိုတရားနေတယ်ကွာ तू ကမင်းတို့ကိုမကြင်မနှက်ပေမဲ့ तू လို့ရင်မင်းတို့ဒုက္ခဖြစ်မှာဆိုလို့တီးခံနေတာဟိခုနကမင်းအဖေဖျားရှင်ခိုးတာကိုလည်း तू ကနားထောင်နေပုံရတယ်ဖျားတရားသမား तू တော်ကောင်းကြီးပါမင်းတို့ तू တော်ကောင်းကြီးကိုတော့ပြင်မမိပြီဟိဥပဒါပြောတော့လေကျုပ်တို့လည်းထိုင်ပြီးတော့ကြောက်တာပေါ့ဗျမားတာရှိရင်ခွင့်လို့ပြီးဖို့တောင်းပန်တာပေါ့ ကျုပ်ပြန်တွေးကြည့်တော့လေတနခါပင်ခုတ်ခံနီးမှာချောင်းဟန်တန်ဒီပါလီလဲကြားရတယ်မလားဒီတော့ကျုပ်ကိုများသတိပေးတာများလားပေါ့ဥပသာလည်းတနခါပင်ကြီးကိုကြည့်ပြီးတော့ဒီအပင်မှာနေထိုင်တဲ့ဘိုးဘိုးကြီးခမကလေးတွေကမသိနားမလည်မလို့မိုက်မားမိပါလေဘိုးဘိုးကြီးခွင်းလို့နားလဲပေးပါကလေးတွေကိုလည်းအပြစ်မယူပါနဲ့မနက်ဖန်မနက်မှာဘိုးဘိုးကြီးရဲ့နေရက်ကိုပြန်လဲပို့ဆောင်ပေးပါမယ်ဥပသာပြောလိုက်တော့တနခါရနေကြီးကလည်းမှုေးတက်လာတာပြုတနခါပင်ကအနံ့နဲ့မတူပဲတနခါပန်းမှုေးတယ်လို့ကိုမှုေးတာ ဘိုးဘိုးကြီးကလည်းသူခွင့်လွန်ကြောင်ပြတယ်ပုံမဲဗျအဲ့ဒီအပင်မှာပုပ်ကိုရှိလို့သားသူများတွေကတွေ့ပေမဲ့မတူးမခုတ်ရဲတာနေမှာပေါ့ဗျဥပသားလည်းကျုပ်တို့ဘက်ကိုလှည့်ပြီးတော့အေးမင်းတို့ကောင်တွေသစ်ပင်တွေကိုမစင်မကျင်ခုတ်လို့ခုတ်တူးလို့တူးလောက်ကြတာကိုသတိထားကွာသူတို့ကောင်တွေတွေ့လို့သားပေါ့ကွာဘလူးတို့ဂုံမှန်တို့နဲ့တွေ့ရင်မင်းတို့ကောင်တွေခုလောက်ဆိုတည်နေလောက်တော်တဲ့တောင်ထဲမှာသင်မွေးတို့နတ်တာပင်တို့တွေ့ရင်သတိထားရတယ်အေးအဲ့ဒီပင်တွေကလည်းနတ်တွေဘလူးတွေကတ်နေတတ်တယ်ကွာ ကျုပ်တို့ကလည်းအဲ့ဒီညတော့တိတ်ပြီးမအိပ်ရဲဘူးပြောအဲ့ဒီဘင်းကြီးကဘာဖြစ်မလဲဆိုပြီးတော့တွေးပူနေမိတာဒါပေမဲ့လည်းတောင်းပန်လိုက်လို့ထင်ပါရဲ့ဗျာတညာလုံးတော့ဘာမှမဖြစ်တော့အဲတဏ္ဍခါရင်းနှန်းကတော့မှုင်းနေတာပဲမနက်ရောက်တော့လေကျုပ်တို့ညီကိုလေတဏ္ဍခါမင်းထမ်းပြီးတော့ပြန်ခဲ့ကြတယ်ကျုပ်တို့တွေးခဲ့တဲ့နေရာမှာပြန်ဆိုက်ပေးခဲ့ပြီးတော့တောင်းပန်ခဲ့တာပေါ့ဗျာတဏ္ဍခါမင်းဆိုက်ပြီးတော့ပြန်ထွက်လာတော့ကျုပ်ရဲ့နောက်ကျောကလည်းမလုံလို့ဖြစ်လာတာကြောင့်ချက်ခနဲ့လက်ကြည့်လိုက်တော့အဖိုးကြီးတယောက်ကရက်နေတာဗျဝိဖြူစင်ကြဲဝှက်ထားပြီးတော့ဖြူဖြူကြီးပြောကျုပ်လက်ကြည့်ပြီးတော့လေမျက်စိရှိမှတင်ပျောက်သွားတာလေထူးဆန်းလိုက်ပါပြီ အခုတလောတော့အိမ်မှာလဲရန်နေဖြစ်နေကြတာပြို့ဖြစ်တာလဲအเจ้าညာလဲကြီးကြီးမားမားမဟုတ်ပါဘူးမနက်စောစောလဲတဲ့ဆင်းမဲ့ဆိုပြီးတော့ကျုပ်ကလဲအိမ်ကကြောက်ပြင်းကြီးမှာတနခါသွေးပြီးတော့ဖုံနေအောင်လူးပြီးတော့ဆင်းလာခဲ့တာသမင်းစားဖို့ဇပွဲမှာထိုင်လိုက်တော့အကိုကြီးကလဲကြုံမျက်နှာကိုကြည့်အော်စောစောစီစီမင်းမျက်နှာကြည့်ရတာကြက်တည်းမရှိဘူးအလက်ကောင်ရာကျုပ်စိတ်ထဲမှာလဲထောင်းကနေဒေါသထွက်သွားတာပေါ့အောင်မအကိုကြီးမျက်ခွက်ကရောဘလောက်ညာကြက်တည်းရှိနေလို့လဲဗျအကိုကြီးကလဲကြုံလို့ပဲတနခါတွေဘဲကြလူးထားတာပေါ့ဗျာ အတူတူနဲ့အနူနူကိုဘိန်းစားခြင်းတလုံးပို့ရှုခြင်းနဲ့အကိုကြီးကိုကျုပ်ကလည်းပြန်អော်ပြောလိုက်တယ်။အကိုကြီးကလည်းဒေါသထောသောပုံရတယ်လေ။သူ့လက်ထဲမှာကင်ထားတဲ့ရည်နှုတ်ကနဲ့ကျုပ်ကိုလှမ်းပေါက်ထိလိုက်တာ။ကျုပ်ကလည်းအရှောင်တင်းရမြန်လို့သာပေါ့။ခေါင်းကိုအသာငုံဆန်လိုက်တော့ကျုပ်အနောင်နာအိမ်အောက်ထက်အခန်းထဲကနေထွက်လာတဲ့နို့ညာညီမရဲ့ခြေခံကိုတော့ထိတာလေ။အာသိပါပြီ။ဂရောင်းစားကြီးနေပါလို့တာလေ။နို့ညာမကလည်းရည်နှင်းချမ်းပကံလုံးကိုကောက်ပြီးတော့အကိုကြီးစီကိုပြန်ပစ်လိုက်တော့အကိုကြီးရဲ့ဘေးနားမှာမဥမလဲထိုင်နေတဲ့အငယ်ကောင်ရဲ့ခေါင်းကိုဒေါင်ကနေမှန်သွားတာပေါ့။ငယ်ကောင်ကလည်းမတ်တက်ထရရတယ် ီးတော့ရန်နေဖြစ်ကြတယ်လည်းပြောမနေပါနဲ့အကိုကြီးနဲ့ကျုံနဲ့ဆိုရင်ရန်ဖြစ်ပြီးတော့ညီကိုချင်းချင်းထိုးကြအဲဒါနဲ့ပဲအဖေကကျုပ်တို့ကိုထိတ်တုံခတ်လိုက်တာပေါ့ကျုပ်တို့ညီကိုဆိုရင်တယောက်နဲ့တယောက်မျက်နှချင်းဆောင်မဆိုင်ကြဘူးဗျအမေကတော့မကောင်းတက်လို့ထမင်းလာကြည့်ပါတယ်ပြီးတော့ကျုပ်တို့နှစ်ယောက်ရဲ့ခေါင်းကိုတံပကံများနဲ့ခောက်ပြီးတော့ဆဲလိုက်ဆူလိုက်တာလည်းပြောမနေနဲ့ဒီလိုနဲ့တရပီးတရလည်းအိမ်မှာရန်ပွဲတွေကြီးပဲကျုံနေကြတာဗျအကိုကြီးတို့လင်မင်းကလည်းကျုံရင်ကျုံတယ်လို့ရန်ဖြစ်ကြတယ်အငယ်မနှစ်ကောင်ကလည်းဘာမှမဟုတ်တာနဲ့ရန်ထဖြစ်ပြီးပါးတွေဆွဲရိုက်လိုက်ဇပင်းတွေစောင့်ဆွဲလိုက်နဲ့ အမေကလည်းတိုင်အိမ်လုံးနဲ့တယောက်ဆိုလို့ဖြစ်နေတာနောက်ရတော့လေတဲကိုတုံတုံမုံမုံနဲ့ဆင်းလာတဲ့ကျုပ်ကိုမြင်တော့လေဥပသာတေချာစိုက်ကြည့်ပြီးတော့လေတဲတဲကိုကြည့်တယ်လေအကျုပ်တို့မောင်နှမလေးရောက်လေတဲသာဆင်းလာတာတယောက်နဲ့တယောက်ဘူးနဲ့ပေါ့ဖြစ်နေကြတာကိုပြောလို့မှမဆုံးသေးဘူးမိဖို့မိမွေးတဲ့ပြဿနာနဲ့ကျုပ်နဲ့အငယ်မနဲ့ရန်ဖြစ်ပါလေရောကျုပ်ကလည်းစိတ်တွေအတော်ကိုတွန်းနေတာဗျဒါနဲ့ပဲပေါက်တူးကိုကောက်ပြီးတော့အငယ်မရဲ့ခေါင်းကိုပြေးခုတ်တာဗျဟဲ့ကောင်ရဲစမ်းဥပသာအော်လိုက်တော့မှကျုပ်ကလည်းတန်ငနဲ့ရက်သွားတာပေါက်တူးအသွားကလည်းအငယ်မရဲ့ငယ်ဒိတ်ကိုကြောက်ကတ်တီလေးဗျ ကျုပ်တို့ကလုံးလဲဘလို့ဖြစ်နေမှန်းကိုမသိတော့တာစိတ်ကိုရှော့ထားသားမှာအလက်ကောင်ရာအာမသိဘူးဗျာကျုပ်ကတော့စိတ်တူတယ်သူ့ကိုတတ်မယ်ဗျအာကွာမင်းကပြောလေကဲလေပါလားဟောဒီမှာလားထိုင်ကျုပ်ကလည်းဥပဒါပြတဲ့နေရာကိုဘောက်ဆက်ဘောက်ဆက်နဲ့သွားပြီးတော့ငုတ်တုတ်ထိုင်ချလိုက်တာပေါ့မီးမွေးတဲ့ပြက်တနာနဲ့မောင်နှမချင်းတက်เสียမလို့ပါဘူးကွာအေးပြီးတော့ငါကြည့်နေရနော်အခုတလောမင်းတို့မောင်နှမတွေတိတ်ပြီးတော့အစည်းမကတ်တယ်လို့ပဲဟုတ်ဗျာဒီကောင်မတွေကမှတောက်ချုံးမပြေတာပါပြောလေကဲလေပါလားအလက်ကောင်ရာမှန်စမ်း မင်းမျက်လုံးကိုငါကြည့်啊ဥပသားလည်းကြုံမျက်နှာကိုတေးချကင်ပြီးတော့မျက်လုံးကိုတေးချကြည့်တယ်လေပြီးတော့လဲသွားစမ်းလက်ကောင်ရမင်းစိတ်ကြည်သွားအောင်လို့မျက်နှာတော့တက်လိုက်လေတဲ့ရဲ့ရှိမှချတာတဲ့စင်အိုးတဲ့ရည်နဲ့ကြုံလဲမျက်နှာတက်လိုက်တယ်လေဥပသားကြုတ်ကိုတေးချကြည့်ပြီးတော့ကဲမင်းဘာထူးကြသေးလဲကြုတ်ကလည်းမစင်းစားတတ်တော့ဘူးဗျမင်းညမမီးမွေးလို့မီးခိုးမှွန်တာနဲ့မင်းကသူ့ကိုရိုက်တတ်တော့မလို့လားကွာ။ဟာဗျာခုနကဒေါသထွက်နေလို့ပါဗျာ။အဲ့ဒီလိုလှုပ်เสียရလား။ အိမ်မင်းတို့အိမ်မှာဖြစ်နေတာသွေယိုသားယိုလို့တော့ငါမထင်ဘူးဟိဒါဆိုရင်ဘလို့ဖြစ်နေတယ်လို့ဥပဒါထင်လို့လဲဗျအေငါအထင်ရတော့တနက်ခါကြောင်ကွာဗျာတနက်ခါတယ်လားဒီလိုတော့ကွာညနေအိမ်ပြန်ရင်မင်းတို့အိမ်ကတနက်ခါတော့ငါစီကိုယူလာခဲ့အာညနေထိစောင့်မနေပါနဲ့ဗျာကျုပ်အခုပဲပြေးယူလိုက်မယ်ကျုပ်ကလည်းအိမ်ကိုပြန်ပြေးခဲ့တာပေါ့အိမ်မှာကြံခဲ့တဲ့အမေကလည်းအဖေကိုပွားစီပွားစီနဲ့ပြောဆုံနေတာအမေမျက်နှာကြည့်တော့လည်းတနက်ခါအဖွေးသားနဲ့လीအဖေကတော့တနက်ခါမလူးဘူးလေဗျာ ကျုပ်တို့အိမ်မော်ကိုတက်ခဲ့တော့ကျောက်ပြင်းကြီးအနားတနခါတော်ကြီးကိုယူလိုက်တယ်တနခါတော်ကြီးကလည်းထွာဆိုင်လောက်နီနီကိုရှိတာဗျအပွေးကလည်းကောင်းပြီးတော့နီရဲနေတာပဲကျုပ်ကလည်းတနခါတော်ကိုယူပြီးတော့ဆင်းလာတော့မှရှိသေးတယ်ကျုပ်မကြီးနဲ့အမေနဲ့ရန်နေဖြစ်ပါလေရောကျုပ်ကလည်းကြံရမရတာနဲ့လက်ကိုရေဆွတ်ပြီးတော့အမေမျက်နှာကိုအတင်းဝင်ပုတ်အမေပါတနခါးကြီးပြတ်သွားတော့မှပဲအမေကလည်းဒေါသတွေညော့သွားတာဗျကျုပ်ကလည်းတနခါးကြောင့်ဆိုတာသိရမလို့ဥပဒါကြီးစီကိုအမြန်ပြေးခဲ့တာပေါ့လေတဲတဲကိုရောက်တော့ငယ်မတို့အားလုံးကမျက်နှာတစ်ပြီးသားဖြစ်နေပြီ အားလုံးကလည်းခုနလိုဒေါသမထွက်ဖဲနဲ့မှုံကုတ်ကုန်နေပြကျုပ်ကလည်းတနခါတော့ဥပဒါကိုပေးလိုက်ဥပဒါကလည်းတနခါတော့သေချာကြည့်ပြီးတော့ခေါင်းညိနေလေကဲအလက်ကောင်ကြီးအိုးမဲနဲ့နဲ့ယူခဲ့စမ်းကွာကျုပ်ကလည်းရင်နွေးအိုးဖင်မှာကတ်နေတဲ့အိုးမဲတွေကိုယူလိုက်တာပေါ့ထင်းပြီးဖို့ဆိုတော့လည်းအိုးမဲတွေကတ်နေတာမနေဘူးပေါ့ဗျာဥပဒါကလည်းအိုးမဲတွေကိုလက်မှာတို့ပြီးတော့တနခါတော့ရဲ့လွှတ်နဲ့ဖြတ်ထားတဲ့ထိတ်နဲ့အောက်ဘက်ကိုအိုးမဲနဲ့သေချာတုတ်လိုက်တယ်ဗျာနှစ်ဖက်စလုံးကိုစိမ်းပြေနှစ်ပြေနဲ့အိုးမဲတုတ်ပြီးတော့မှကျုပ်ကိုပြဒီမှာဘာတွေလဲကြီးလိုက်စမ်းကွာ ကျုပ်ကြည့်လိုက်တော့တနခါတော့ရဲ့ထိတ်နဲ့အောက်ဖက်ကလော့နဲ့တီးတီးဖြတ်ထားတဲ့နေရာတွေမှာလေးကွက်အင်းတွေတွေ့ရတယ်ဗျအင်းစံနေရာတော့အင်္ဂလိပ်အခရာလိုလိုတွေရေးထားတာလော့နဲ့တိုက်ထားတဲ့နေရာဆိုတော့လေဒီအတိုင်းကြည့်လို့မမြင်ဘူးလေဗျအိုးမဲနဲ့တုတ်တော့မှအင်းဆွဲထားတဲ့အချစ်ကြောင်းလေးတွေပေါ်လာခဲ့အဲ့ဒါအင်းနေလားဗျသေးကြတာပေါ့ကွာဟိုဘက်ထိတ်ဒီဘက်ထိတ်ဆွဲထားတာတွေကလည်းမတည့်တဲ့အင်းလို့ခေါ်တယ်ကွာဒီအင်းကြောင့်လေဟောဒီတနခါတော့ကိုသွေးပြီးတော့လိမ့်မိတဲ့သူတိုင်းတယောက်မျက်နှာတယောက်မြင်နာနဲ့ရံဖြစ်ချင်လာတယ်လေတခုခုဆိုရင်ဒေါသထွက်လာတာပေါ့ မင်းတောင်မှခုနငါတွေးလိုက်လို့မတွေးများမတွေးလိုက်ရင်မင်းညီမတော့သေလောက်ပြီကွာဟောအတော်ကိုကြောက်เสียကောင်းပါလားဗျာဒါနဲ့အင်းရတဏ္ဍာခါတော့ဘသူကအင်းကွက်ဝင်ဆွဲတာလားလေမင်းကလည်းကွာတုံးလိုက်တာမင်းတို့အိမ်ထဲကတဏ္ဍာခါတော့ဝင်ဆွဲတာဖြစ်ပါမလားအဲအဲ့ဒီအင်းကိုတဏ္ဍာခါတော့မှာရေးဆွဲပြီးတော့မှမင်းတို့အိမ်ထဲကိုသွင်းတာဖြစ်မှာအိမ်ထဲကိုသွင်းတာဆိုတော့ကျုပ်ကလည်းအဲ့ဒီတဏ္ဍာခါတော့ကြီးကိုအဲကျုပ်တို့မသိအောင်ဘလို့များသွင်းတယ်လဲဆိုပြီးစဉ်းစားနေတာပေါ့အဲ့ဒီအချိန်မှာဥပဒါကလည်းကျုပ်ခေါင်းကိုခောက်ခနဲ့ခောက်လိုက် မင်းကတော်တော်စဉ်းစားနေရသလားဒီတဏ္ဍာရုံကိုသူများလက်ဆောင်ပေးတာဖြစ်မှာပေါ့ကွာအာဟုတ်တာပဲဗျာကျုပ်အမေကိုမေးကြည့်ရမယ်ဥပသားလည်းတဏ္ဍာရုံကြီးကိုကျုပ်ကိုပြန်ပေးလိုက်တယ်လीရော့ကွာဒါကြီးကိုလှုပ်ပြစ်လိုက်တော့ကျုပ်ကလည်းတဏ္ဍာရုံကိုကင်ပြီးတော့ပြေးလာရင်နဲ့ရွာထိတ်ချောင်းသားရောက်တော့ရေထဲကိုပြစ်ချလိုက်တာပေါ့ပြီးတော့မှပဲအိမ်ုံအမြန်ပြေးလာခဲ့တာအိမ်ရောက်တာနဲ့အမေကလည်းကျုပ်ကိုစူပါလေရောဟဲ့အလက်ကအင်ရတဏ္ဍာရုံကြီးကဘဲရောက်သွားတာလေငါကလိမ့်မှုအတွက်လိုက်ရှာနေရလीအဲ့ဒါထားလိုက်စမ်းပါမေယား အမေရဲ့အဲ့ဒီတနခါတုန်းကဘလို့ရခဲ့တာလဲဟဲ့အဲ့ဒါဥပဖြူရဲ့မိန်းမမတ်ရင်ပေးတာလေဗျာကျုပ်လက်တော်ကိုအံ့ဩတော်တယ်ဗျဥပဖြူဆိုတာကျုပ်တို့ရွာရဲ့ဖျားတရားသမားကြီးလေတနည်းပြောရရင်တော့သူတော်ကောင်းကြီးပေါ့ဗျာဥပုံနေဆိုရင်ဖုံကြီးကြောင်သွားသလိုအလူရည်စက်လဲလက်နဲ့မကွာတဲ့အပြင်ဥပဖြူဆိုတဲ့လူကြီးကဖုံကြီးနီးပါတရားဟောနိုင်နေဗျာအခုလက်ဆောင်ပေးတာလဲမတ်ရင်ဆိုတော့ကျုပ်ကလည်းစဉ်းစားရခက်နေတာပေါ့ဒါနဲ့ပဲဒီအကြောင်းလေးကိုဘယ်သူမှမပြောဘဲနဲ့စိတ်ထဲမှာတင်ထားလိုက်တာပေါ့ဟဲ့ ငါမေးနေရလေတနခါတော့ရောလို့ဟိုဟိုမရှိတော့ဘူးဗျမရှိတော့ဟမ်ဘယ်ရောက်သွားလို့လဲအာရွာအပြင်ချောင်းရိုးတဲကိုကြာသွားပြီဗျအောင်မလီတော့ပါပြီတော့ဒါတော့အပွေးကောင်းပြီးတော့လိမ့်လို့ကောင်းတယ်တနခါတော့ကြီးကိုနင်းကဘာဖြစ်လို့ရိုးချောင်းထဲကိုချလိုက်တာလေဟဲ့အမေကလည်းစီးနေတဲ့ဖက်နက်ကိုချွတ်လိုက်လိုက်တာမို့လို့ကျုပ်ကလည်းခြံထဲကနေပြေးထွက်ခဲ့တာပေါ့ဗျာဒါပေမဲ့အမေဖက်နက်ကတော့ကျုပ်ထဲမြန်နေပြုကျုပ်ရဲ့ဇက်ပိုးကိုဖြောင်းကနေလာမှန်းလား ကျုပ်ကလည်းဖဏတ်နောက်ထပ်တစ်ဖက်ပြန်ပြီးထွက်မလာခင်မှာပဲရွာပြင်ကိုခြေကုံတုပ်ပြီးတော့ပြေးခဲ့ရတာပေါ့ဗျာကျွန်တော်ခြံထဲကနေအခုတင်ဆက်ပေးခဲ့တဲ့ဇလန်းလေးကတော့စာရေးစရာအကားစော်ရေးသားထားတဲ့စုံတီဥပါဒာနှင့်အမေပါအတနခါဆိုတဲ့ဇလန်းလေးပဲဖြစ်ပါတယ်ခင်ဗျာနောက်ထပ်နောက်ထပ်လည်းဘလို့စိတ်ဝင်စားပဲကောင်းတဲ့ဇလန်းလေးကိုထုတ်လင်းတင်ဆက်ပေးမယ်ဆိုတာစောင့်မျှော်ခန်းစားနားဆင်အားပေးကြပါအောင်ခင်ဗျာနားဆင်အားပေးကြတဲ့ပရိသတ်များအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ